်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ကလေးစုတပ်ပုံရွှေဒဂုံစည်တီတော်ရဲ့ရင်းပြေနော်ပေါ်မှာ အပေါ်သွားခဲ့တဲ့အမျိုးသားတအုပ်ကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေရုံစေဒီရင်းမြစ်တော်ဘော်ကအင်္ဂါတော့မြေဆိုင်စေဒီအမှတ်48နဲ့အုတ်ကူစေဒီအမှတ်118ကြားမှာအမျိုးသားတအုပ်အပေါ်သွားနေတာကိုအခြားသူတအုပ်ကရိုက်ကူးထားတဲ့ရုပ်သံဖိုင်ဟာအော်တိုဘားလတရက်နေ့ကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့တာကြောင့်ဒဂုံမျိုးမှရဲစခန်းကအတီးပြုတ်ဆစ်ဆဲခဲ့ကြောင်းသိရပါတယ်။၎င်းဆစ်ဆဲချက်အရာရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်9ရက်ကွာမှာနေတဲ့တင်းမျိုးဝင်းခေါ်ဝက်နေ26နှစ်ဟာ စက်တဘာလ22ရက်နေ့ကရွှေတုံဇေဒီတော်မြတ်ကြီးကိုတွားရောက်ဖူးမြော်ခဲ့ပြီးတော့ဘုရားဘော်ကပြန်ဆင်းတဲ့အချိန်အင်္ဂါတော့မြေဆိုင်ဇေဒီအမတ်48နဲ့အုတ်ကူဇေဒီအမတ်118ဈာမှာအပေါ့တွားခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့်အော်တိုဘာလ2ရက်နေ့ကစစ်ဆေးဖော်ထုတ်အေးအေးယူထားတယ်လို့သိရပါတယ် ်ဗုဒ္ဓဘာသာဝင်များအထွတ်အထုံးမြတ်ထားရာရွှေဒဂုံစည်တီရင်းမြစ်တော်ပေါ်မှာအခုလိုမျိုးအပေါ့သွားခဲ့တဲ့သူတင်မျိုးဝင်းခေါ်ဝန်ဒီကိုဒဂုံမျိုးမှာရဲစခန်းမှာရဲရဲမပိုင်တဲ့ပြစ်မှုများမှတ်ပုံတင်အမှတ်စဉ်လေးမြင်းဆောင်2025ရာဇသက်ကြီးပုံမှာ295ကကြီးနဲ့ဥပဒေနဲ့အညီအမှုဖွင့်အရေးယူနိုင်ရဲအတွက်ဆောင်ရွက်လျက်ရှိကြောင်းတရင်ရရှိပါれခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ချောင်းစုံတရာအစင်းမှာစစ်ခွေးတွေကစိုင်းကဲများကိုအပြစ်မရှိအပြစ်ရှာဖမ်းဆီးနေရာ နေတပိုင်းနဲ့နဲ့တင်ငွေကျပ်သိန်းတရာကျော်ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဝါလ9ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့တန်လွင်တရာချောင်းဆောင်အစင်ချောင်းဆောင်ဘတ်ချန်းရဲခင်းမှာနှစ်ပွင့်နဲ့ရဲအုပ်တအုပ်ကဥဆောင်ပြီးတော့တရာလုံးကျုံရဲရဲခင်းကစစ်ခွေးတွေနဲ့ရဲခွေးစုစုပေါင်း10ဦးခန့်တို့ကရင်းစစ်ပါတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ရင်ထည့်ရဲမပါတဲ့ယာယီနံပါတ်ပြတ်တက်ထားတဲ့ဆိုင်ကယ်များကိုအဓိကထားပြီးတော့ဖမ်းဆီးငွေညှပ်နေခြင်းဖြစ်တယ်လို့ချောင်းဆောင်ရက်ွက်အုပ်ချုပ်ရေးမှုနဲ့နီးစပ်သူတအုပ်ထံကသိရပါဗျာ ဒီနေ့ကတရင်ကျွတ်လာပြင်းနေမတိုင်ခင်အဖိနေဆိုတော့ မော်လမြိုင်ကိုတက်ပြီးတော့ဈေးဝယ်ကြတာရောလူကြီးတွေကိုကြော့ကြတာရောဆိုတော့ချောင်းစုံကနေမော်လမြိုင်တက်တဲ့သူတွေရောမော်လမြိုင်ကနေချောင်းစုံဘက်ကိုလာလေတာရောပိတ်ရဆိုတော့လေအဲ့ဒီလိုခါကြီးရက်ကြီးမှာမလုံလောက်ဘူးဆိုပြီးတော့လူငယ်တွေကလည်းယာယီနံပါတ်ပြဆိုင်ကယ်တွေကိုထုတ်စည်းတာပေါ့အဲ့ဒီမှာပပဆက်ဆက်ကိုဖမ်းတာလို့၎င်းကရှင်းပြထားပါတယ်ယာယီနံပါတ်ပြတက်ဆင်ထားတဲ့ဆိုင်ကယ်တစ်စီးကိုငွေချက်၄သိန်းကျော်တောင်းရမ်းပြီးတော့လိုင်စင်ဘိန်းတွေကိုတော့အုတ်ထုတ်မဆောင်တာအပါအဝင်ပြစ်ချက်တစ်ခုခုတွေ့ပါကငွေချက်၃000ကနေပြီးတော့၈000အထိအပြစ်ရှာပြီး ော့ကိုတောင်းရမ်းနေတယ်လို့သိရပါတယ်။ဆိုင်ကယ်ပဲဖမ်းတယ်၊ကားမဖမ်းဘူး။ဆိုင်ကယ်ကိုဖမ်းတယ်ဆိုပေမဲ့ဆိုင်ကယ်တော့မသိမ်းဘူး။ဗတ်ဆံပဲရအောင်တောင်းနေတာ။ရဲကင်းဂိတ်ထဲကိုဆိုင်ကယ်ထည့်ပြီးတော့ဗတ်ဆံမပါလာရင်လဲဖုန်းဆက်ပြီးယူလာခိုင်းပြီးတော့တောင်းတယ်လို့ချောင်းစုံတရားအနီးမှာနေတဲ့ပြည်သူတို့ကပြောပြထားပါတယ်။ရခင်ကယာယီနံပါတ်ပြတ်တက်ထားတဲ့ဆိုင်ကယ်များကိုလိုင်းစင်မဲ့ဆိုပြီးတော့ဖမ်းဆီးမှုများရှိခဲ့တော့လေမဖမ်းတာတော်တော်ကြာပြီဖြစ်တယ်လို့ပွဲတော်ရက်ဖြစ်တဲ့အတွက် ပြည်သူတွေကလည်းမဖမ်းနိုင်ဘူးထင်ပြီးထုတ်စည်းကြခြင်းဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့မှန်းကြည့်သလောက်အခုနေတပိုင်းထဲမှာတင်ဒီကောင်နေသိန်း100ကျော်လောက်ရသွားပြီလို့ချောင်းဆောင်ရက်ချေအုပ်ချုပ်ရေးမှုနဲ့နှိဆက်သူကဒီကနေ့မွန်လွဲပိုင်းမှာပြောဆိုထားပါဗျ။ချောင်းဆောင်တရားအစင်ရဲကင်းမှာစိုင်းကဲတွေကိုမဖမ်းတာဟာကြာနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အရှိပိုင်းတာချီလိပ်မြို့မှာတရုတ်နိုင်ငံသားတချို့လိုက်ပါလာတဲ့အိမ်စည်းကားတစ်စီးဟာဒီကနေ့မနက်ပိုင်းမှာဆိုင်ကယ်ကိုဝင်တိုက်မိပြီးတော့မောင်းနှင်ထွက်ပြေးရာကနေနောက်ထပ်ကားတွေဆိုင်ကယ်တွေလမ်းသွားလမ်းလာပြည်သူတွေကိုဇက်တိုက်ဝင်တိုက်မိလို့ငါးဦးထဲမှနေတေဆုံးသွားပြီးတော့ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဗိုလ်ချုပ်လမ်းမပေါ်မှာဖြစ်တာကားပေါ်မှာတရုတ်တွေပါတယ်ရဲတွေလည်းရောက်လာတယ်စစ်တပ်နဲ့ပြည်သူစစ်တွေလည်းရောက်လာတော့လူတော်တော်များများလှည့်ပြန်သွားကြတယ်လို့တာချီလိုက်ကမျိုးကန်တအူးကအတိအပြုပြောကြားထားပါတယ် တာချီလိမ့်မြို့ဘိုးချုပ်လမ်းမကြီးပေါ်မှာအော်တိုဝါလာ9ရက်နေ့မနက်7:00နာရီခွဲလောက်ကအဲ့ဒီရင်တိုက်မှုဖြစ်ပွားခဲ့တာပါကားတိုက်မိပြီးတော့တိတ်ဆုံးတဲ့နေရာမှာကလေးငယ်တွေနဲ့လူလက်ပိုင်းအမျိုးသားတချို့လည်းပါတယ်လို့သိရတယ်တိတ်ဆုံးသူတွေနဲ့ဒဏ်ရာရှိသူတွေကိုတာချီလိမ့်စေယုံကိုခေါ်သွားတာတွေ့တယ်လို့မြို့ကန်တအုပ်ကပြောပြထားပါတယ်ထိခိုက်ဒဏ်ရာရှိသူအရေအတွက်နဲ့ဒဏ်ရာရှိမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး ရွှေတကုံဖျားကနေစတိုက်တာဗျာမကောက်ခန်းထဲကကြောင်းရှိအထီကိုရောက်လာတယ်အကုန်လုံးဝိုင်းဖန်းတော့လေမောင်းပြေးတာပဲစမောင်းစရာမရှိတော့မှရက်သွားတာလို့မြို့ကန်တအူးကပြောပြထားပါတယ်စစ်ခွေးတွေထိန်းချုပ်ထားတဲ့တာချီလိမ့်မြို့မှာကြားဖြတ်တဲ့လောင်းကစားလုပ်ငန်းတွေရှိနေပြီးတော့အဲ့ဒီလုပ်ငန်းတွေမှာတရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံခြားသားအများအပြားရှိနေတယ်လို့မြို့ကန်တွေကပြောပါတယ်ကားပေါ်မှာလိုက်ပါလာတဲ့သူတွေကိုပြည်သူစစ်တပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့တွေကဖမ်းဆီးခေါ်ဆောင်သွားပြီမြေဥပဒေအတိုင်းအေးအေးယူမှာမဟုတ်ဘူးလို့မြို့ကန်တချို့ကထင်မြင်ယူဆနေကြပါတယ် တေတဲ့သူတွေကတေသွားပြီဗျာရောကြီးပြီးပြီးတော့အမှုပိတ်လိုက်ရုံပဲဒီကောင်နေမှာပတ်စံရှိတယ်လေစစ်ခွေးတက်ကကြားထဲကနေပတ်စံဝင်စားတာလို့မြို့ကန်တအုပ်ကလူမှုကွန်ရက်ပေါ်မှာရေးသားထားကြောင်းတရင်ရရှိပါတယ်ခမောင်းဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ KN အမျိုးသားအစည်းအရုံး KNU ကောတူလေအုတ်ချုပ်မှုနယ်မြေအတွင်းအကြမ်းဖက်ဆက်တက်ကလေးချောင်းနဲ့လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်မှုကြောင်း ကျောင်းသူကျောင်းသား15ဦးသေဆုံးကစာတင်ကျောင်းပေါင်း16ကျောင်းပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ဇန်နဝါရီလကနေစက်တဘာလအထိကောတူလေးအုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့စာတင်ကျောင်းများကိုအချမ်းဘတ်စစ်ခွေးတပ်ကပြစ်မှတ်ထားပြီးတော့၄ကျောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူစုစုပေါင်း15ဦးသေဆုံးပြီးတော့ကျောင်းသားကျောင်းသူ36ဦးဆရာဆရာမ2ဦးတို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စာတင်ကျောင်းပေါင်း16ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ 2025 2026ပညာသင်နှစ်အတွင်းမှာကရင်ပညာရေးနဲ့ရင်းချင်းမှုဌာန KECD တို့ကဥဆောင်ပြီးတော့ကော်တူလေးအုပ်ချုပ်မှုနယ်မြေမှာရှိတဲ့စာတင်ကျောင်းပေါင်း1838ကျောင်းကိုဖွင့်လှစ်ထားတဲ့အတွက်ကျောင်းသားကျောင်းသူပေါင်း134962ဦးအတွက်ဆရာဆရာမပေါင်း11939ဦးခန့်အပ်ထားရာစာတင်ကျောင်းပို့ချပေးလျက်ရှိတယ်လို့သိရပါဗျာ။ အခုလိုမျိုးပညာသင်ကြားနေရတဲ့အကြောင်းသားအကြောင်းသူများဆရာဆရာမများအနေနဲ့အကြမ်းမဲ့စစ်ကောင်စီတပ်ကစာသင်ကျောင်းများကိုပြင်ပထားပြီးတော့ရည်ရွယ်ချက်ရှိရှိနဲ့လေးကျောင်းလက်နက်ကြီးများနဲ့အဆက်မပြတ်တိုက်ခိုက်လာတဲ့အတွာကြောက်ရွံ့စွာနဲ့ပညာသင်ကြားနေရကြောင်း KNU ဘဟုကဒီနေ့အော်တိုဘားလ9ရက်နေ့မှာကြောက်ရွံ့တဲ့ ကမ္ဘာဆီယာများနဲ့အထိမ်းအမှထုတ်ပြန်ကြမှာပြောဆိုထားပါတယ်။ဒါကြောင့်ကော်တူလေးအုပ်ချုပ်မှုနယ်မြေများအတွင်ကျောင်းဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများလွတ်လပ်စွာပညာသင်ကြားခွင့်ရရင်းနဲ့အသက်အန္တရာယ်ဆိုးရိမ်ရမှုများကနေပြီးတော့ကင်းလွတ်စေရန်အတွက်ကူညီပေးကြပါရန်နဲ့စစ်အာဏာရှင်အုပ်စုကို၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုများအတွက်ဖိအားပေးမှုနဲ့အရေးယူမှုများကိုဆောင်ရွက်ပေးရန်နိုင်ငံတကာအဖွဲ့အစည်းများအရက်ဘက်အဖွဲ့အစည်းများကို KNU, KN အမျိုးသားအစည်းအရုံးကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့တီဘောမျိုးကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ထပ်မံဘုံကျဲခဲ့တဲ့အတွာဘုံကြီးကြောင်ဖျားစီတီများနဲ့လူနေအိမ်များစွာပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလ၄ရက်နေ့ည၈နာရီ22မိနစ်အချိန်မှာစစ်ခွေးတပ်ကတီဝမ်းမြို့ရဲ့နေရာအနှံ့ကိုဘုံများကျဲချခဲ့တယ်လို့သိရပါဗျ။လူထိခိုက်မှုမရှိတော့လဲဖုန်ကြီးကြောင့်ဖျားဇေဒီများနဲ့လူနေအိမ်များစွာပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။ပြည်သူများဟာစစ်ခွေးတပ်ရဲ့လေကြောင်းအနေကိုကြောက်လန့်ပြီးတော့ညအချိန်များမှာစူပေါင်းဘုံခုနိုင်တဲ့နေရာများကိုရွှေ့ပြောင်းပြီးတော့နေထိုင်နေကြရတယ်လို့သိရပါဗျ။မနေ့ည၈နာရီခွဲလောက်မှာဘုံကျဲတာကတီဝမ်းမြို့ ဘန္နာចောင်းတိုက်တိန်ចောင်းဆောင်ဖះဇီဒီဒီပြည့်စည်သွားပါတယ်ကြားတဲ့နေရာတွေကခလာရ23တက်ထားနှစ်နဲ့ဖုံကြီးចောင်းတဲ့ကိုကျဲသွားတာ စုစုပေါင်း၅လုံးကျဲသွားတာပါ ညာဘက်မှာလူတွေကနေအိမ်မှာမအိတ်တော့ဘဲနဲ့လေရင်ဘုံတံမသိနိုင်တဲ့နေရာတွေကိုရွှေ့ပြောင်းနေကြလို့လူအထိခိုက်တော့မရှိဘူးရှေ့လျှောက်လဲလေချောင်းတိုက်ခတ်မှုတွေပို့ပြီးတော့လှုပ်လာနိုင်ပါတယ်စစ်ကြောင်းထိုးမယ်လို့လည်းကြားနေတယ်ရှောင်လို့ရတဲ့သူတွေအကုန်ရှောင်နေကြပြီမရှောင်နိုင်သေးတဲ့သူတွေလည်းအမြဲတမ်းနဲ့နေကြပါတယ်လို့တီပေါင်းမျိုးကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်စစ်ခွေးတက်ကမနေ့ကတရက်ထဲမှာတင်တီပေါင်းမျိုးကိုဘုံသုံးချိန်ကျဲချခဲ့ပြီးတော့အဆောက်အုံနဲ့နေအိမ်များပြက်စီးခြင်းနဲ့ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်အော်တိုဘားလ2ရက်နေ့ ေ့ည10:15မိနစ်အချိန်မှာစစ်တပ်ကတီပေါင်းမျိုးကိုလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်တီပေါင်းမျိုးနဲ့စံဖိတ်ကြီးရွာမှာရှိတဲ့ကုမုဒ္ဒရာဟိုတယ်ကအဆောက်အုံတစ်ခုထိခိုက်ပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းတန့်စဲမြို့နယ်မှာရှိတဲ့တာကရရွာနဲ့တာကလရွာတို့ကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရပြီးတော့နေအိမ်၁၈လုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ၄ရက်နေ့ည9:30မိနစ်ခန့်နဲ့ဒီကနေ့ အော်တိုဘားလာ9ရက်နေ့မနေ့အစောပိုင်းတနာရီခန့်တို့မှာတန့်ဆယ်မြို့နယ်မှာရှိတဲ့တာကရရွာနယ်တာကရရွာတို့ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter 112 Legion တို့နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့်နေအိမ်16လုံးပျက်စီးခဲ့ပြီးတော့နွား6ကောင်တေဆုံးကပြည်သူ9ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter 112လေယာဉ်တွေနဲ့ဇက်တိုက်ကိုဘုံကျဲတိုက်ခိုက်သွားတာပါပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရတယ်ဒဏ်ရာအခြေအနေကတော့မစိုးရိမ်ရဘူးလို့တန်းဆယ်မြို့နယ်ပကဖကတာဝန်ရှိသူကပြောဆိုထားပါတယ် တန်းစိန်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတက်ခတ်ခြင်းများအချိန်ချင်းပြုတ်လုနေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လေကြောင်းအထုယူဆိုင်ကြရန်နဲ့တန်းစိန်မြို့နယ်ပကပအဖွဲ့ကမြစ်တာရက်ခံထားပါတယ်အလားတူပဲမကွေးတိုင်းမြိုင်မြို့နယ်အတွင်းမှာရှိတဲ့ရေနံမော်ကိုလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်လေထီနှစီနဲ့ဘုံကျဲတက်ခတ်ခဲ့ရာပြည်သူနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ် ဒီကနေ့အော်တိုဘလာ9ရက်နေ့မနက်6:45မိနစ်ခန့်မှာမြန်မြုံနယ်အနောက်ပိုင်းရေနံမော်ဒေသကိုအကြမ်းဖက်ဆက်တိုက်ရဲဗခုတ်ကူတပ်မတရားတိုက်ကနေတက်လာတဲ့စစ်တပ်၄ထီးနှစ်စီးကလေချောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။လေချောင်းတိုက်ခိုက်မှုအတွင်းမှာရေနံမော်မှာအလုတ်လုတ်ကိုင်းနေသူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဘုံစားထိမှန်ပြီးတော့ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့သိထားရတယ်။ အဆောက်အဦတွေလည်းထိခိုက်ပျက်စီးသွားတယ်စက်တက်လေးထီနှစ်စီးနဲ့ဘုံကျဲသွားတာပါလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မင်းကုန်းရွာနဲ့မန္တလေးတိုင်းမရိယာမြို့နယ်နန်းတော်ကျွန်းရွာကြားမှာ ARD မြေအတွင်ရေးလယ်မှာကြောက်ချထားတဲ့စစ်သည်မော်ကလက်နက်ကြီးများနဲ့ခြေရွာများကိုဥတီပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘားလ9ရက်နေ့မနက်ပိုင်းမှာမန္တလေးမြို့ဂောဝင်စိတ်ကန်းကနေ ARD မြေအထက်ပိုင်းကိုစံတက်လာတဲ့စစ်သည်မော်တွေတဲကတိုက်ခတ်ရေးသင်းမော်တစည်းကမတရားမျိုးနဲ့နန်းတော်ကျွရွာနဲ့စကိုင်းမြို့နယ်မင်းကွန်းရွာကြားကြောက်ချထားပြီးတော့လက်နက်ကြီးများနဲ့ပြည်သူတွေရှိရာဘက်ကိုရန်တံပစ်ခတ်နေတယ်လို့သိရပါတယ်။အလားတူပဲဒုတိယအကြိမ်ထွက်လာတဲ့ကန်းထိုးစစ်သည်မော်2စီးနဲ့ဖလက်သည်မော်2စီးတို့ဟာလည်း ကျွန်းစင်ရွာအောက်ပံမှာ၎င်းရက်တန်ထားကတန်ခေါ်အသေးသင်းမောတစည်းပေါ်မှာပါလာတဲ့စစ်ခွေးတွေကမင်းကွန်ရဲစခန်းအတွင်းထဲကိုအဝင်အထွက်တွေလုပ်နေကြတယ်လို့သိရပါတယ်။တန်ခေါ်တွေကမန္တလေးကိုကာကျင်တဲ့အနေထားပါမင်းအောင်လိုင်ကမန္တလေးကိုရောက်နေတဲ့အခါကျတော့စီရေးအနေနဲ့ကာကွယ်ရေးပိုင်းလှုပ်တာထင်းတယ်။ပြည်သူတွေကတော့အများကြီးမရှောင်ပါဘူး။သူကအောင်နာမှာဆိုတော့လေမင်းကွန်ရဲစခန်းကိုအဝင်အထွက်လှုပ်တာကလည်းတတ်တအင်အားပြနေတာပါ။ခဲရန်ပို့တာမျိုးတော့မမြင်မိဘူး။ဝင်းနဲ့အင်အားအတိုင်းပြန်ထွက်လာတယ်လို့သိရတယ်လို့ Wallet Informational Network ကတောင်းရှိသူက ရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတိုက်ရဲ့စစ်တင်းမော်တွေဘောကလက်နက်ကြီးများနဲ့ပစ်ခတ်မှုအပြင်မြေပြင်မှာလည်းစစ်တပ်ကလည်းစစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။ဝက်လက်မြုံနယ်ရှိမကကြီးရွာကနေစစ်ကြောင်းကအမှတ်သုံးလမ်းမဘက်ကိုထွက်လာတဲ့အတွက်မြေကမ်းဘေးကြီးရွာများနဲ့စစ်ကြောင်းထိုးရာအနီးအနားမှာရှိတဲ့ကြီးရွာများကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ